လိုအားလုံးပဲမင်္ဂလာပါ ကျွန်တော်ခုဖေဟိုသွားနေရလေဆိုတော့ထိုင်းနိုင်ငံရဲ့တဆောင်းနိုင်ပွဲတော်လို့လူတော်တော်များများတည်ထားကြရဲ့ background ပွဲကိုသွားနေရဖြစ်ပါတယ် background ပွဲကိုသွားဖို့ဆိုရင်ဘာတွေလုပ်လဲဆိုတော့အခုလိုပန်းလေးတွေနဲ့အလှဆင်တာတဲ့မီးမျောဖို့ပစ္စည်းလေးတွေလိုပါတယ်ဒီမီးမျောမဲ့ပစ္စည်းလေးကိုကျွန်တော်တို့ဘတ်30ပြည်ပြီးဝယ်ခဲ့ပါတယ် ခုရှိမှတွေ့ရတဲ့မီးမျိုးမဲ့ဟာလေးတွေကတော့ပွဲတော်ဖြစ်မြောက်ရေးကော်မတီကရောင်းတဲ့ဟာလေးတွေပေါ့ဒါလေးတွေကတော့ကျွန်တော်တို့မုတ်ကလေးနဲ့လှုပ်ထားဖြစ်ပါတယ်ဒါကတော့လွယ်ကတုံပွဲတော်ရဲ့အဝင်လမ်းပေါ့လွယ်ကတုံပွဲတော်ကကျွန်တော်တို့မြန်မာဒေသနိုင် လာပြည်နေပြီးတော့နောက်တည့်ရမှာကျင်းပရဲ့ပွဲဖြစ်ပါတယ်ပွဲကျင်းပရရဲ့ရည်ရချက်ကကျွန်တော်တို့ဒေသနိုင်ပွဲတော်နဲ့လုံးဝမတူပါဘူး ဒါကတော့ပွဲတော်ရဲ့အဝင်လမ်းမှာဒီကထိန်နဲ့ပတ်သက်ပြီးတော့ဒီအလူခံရင်းနေဖြစ်ပါတယ်။တစောင်းလိုင်းလမှာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းကထိန်ပွဲကျင်းပါသလိုထိုင်းနိုင်ငံမှာလည်းကထိန်ပွဲကျင်းပါပါတယ်။ဒါပေမဲ့လွယ်ကထုံပွဲတော်ဒီကထိန်ပွဲတော်မဟုတ်ပါဘူး။အခုတွေ့နေရတဲ့တရားကြီးကတော့ ိုင်းမြန်မာနယ်နိမိတ်တောင်ရင်းမြစ်ကြီးကိုဖြတ်ပြီးတော့တည်ဆောက်ထားတဲ့ထိုင်းမြန်မာချစ်ကြီးရဲ့မှတ်တည်တရားဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ဝယ်ခဲ့တဲ့ဒီ background ပစ္စည်းလေးမှာဖျောင်းနိုင်လို့မွေးတိုင်းလို့မပါလို့ကျွန်တော်တို့ဝယ်ဝလိုက်ရှာနေရဖြစ်ပါတယ်။ဒီပွဲစည်းထဲမှာလည်းဒီလို background ကြီးညောင်းပစ္စည်းလေးရောင်းပါတယ်။အခုကျွန်တော်တို့အမွေးတိုင်းပါတဲ့ဖျောင်းနိုင်ပါတဲ့ပန်းလေးကိုတော့ငါးဘက်ပင်ဝယ်လိုက်ပါတယ်။ ခွဲစီရတော့ထုံးစံအတိုင်းပဲဈေးတယ်ရှိတယ်ပေါ့ဗျာဈေးတယ်တွေလည်းထိုင်းလူမျိုးတွေများတယ်ဈေးဝယ်တွေကတော့မြန်မာလူမျိုးတွေများပါတယ်ခုတွေ့ရတဲ့ဖဏဆိုင်ကတော့ကြိုက်တာရောဘတ်ချောက်ရောဖဏဆိုင်မှာဘတ်ချောက်ပဲဆိုရင်တော့ပမာဝင်လဲဆိုလို့ရှိရင်တော့8000လေးပါလောက်ပေါ့နောက်ပြီးတော့အဲ့ဒီဈေးတန်းမှာပဲကျွန်တော် ဒီဖုန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေ၊ဆောင်းဘောတွေ၊ electronic ပစ္စည်းတွေရောင်းနေဆိုင်နေရှိတယ်။နောက်ပြီးတော့ကလေးကစားစရာဆိုင်တွေရှိတယ်။ဒီဆိုင်တွေကတော့ကျွန်တော်တတ်တတ်ကြိုက်လို့ရိုက်ထားတာပါ။ကျွန်တော်အဲ့လိုကားမျိုးလေးကြိုက်ပါတယ်။အချိန်မှတွေ့ရတဲ့ stage ကြီးကတော့ဒီမျိုးဝဲမှာမျိုးမဲမိအလှပြိုင်ပေါ်ပေါ့နော်။ဒီ ဘဒူးရင်ဒီမီးမျောမဲ့ပစ္စည်းကအလှဆုံးလဲဆိုတော့ပြိုင်ရရင်ဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရှားတော့ရပဲအခွင့်အရေးဖြစ်တဲ့တောင်ရင်မြေအကန်အဆက်ပေါ့ထိုင်းမြန်မာချစ်ချင်းတရာအမတ်တိအောက်ကရေလေတိုင်းနေရာကြီးမှာမိသွားမျောရပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့အဲ့နေရာကိုလုံးဝသွားဝင်မရပါဘူး။အဲ့နေရာမှာ ျွန်တော်တို့တွေ့မှဆိုလို့ရှိရင်တော့တရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ဖမ်းလို့ရရတဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာတော့မီးမျောမဲ့လူတွေရောက်နေကြတာပေါ့။အမှတရားနေတဲ့ဓပုံတွေရှိုက်ကြတယ်။အခုကျွန်တော်တို့မီးမျောမဲ့နေရာကိုသွားနေပါတယ်။ကျွန်တော်တွက်ကတော့ရထောင်ရခဲ့ခွင့်ရတစ်ခုရလိုက်သလိုပဲ။အဲ့ဒါဘာလဲဆိုတော့တောင်ရင်မြစ်ကြီးကိုထိုင်းဘက်ခြံဟန်ကြီးပြီးတော့တတိတွေ့ခင်ရတာပေါ့ဗျာ။ ရက်ကထုံးကိုဘာကြောင့်ခေါ်လဲဆိုရင်တော့ right ဆိုတာကထိုင်းလိုရေမျောခြင်းလို့အဓိပ္ပာယ်ရပြီးတော့ကထုံးဆိုတာကကြတော့ရေပေါ်ကိုပေါ်စီတဲ့သဘောပစ္စည်းဟိုမှာငပြောပင်လို့ဘာလို့ပုံမှာအုံးလက်တည်းလေးကိုဂျာပန်လေးလိုလိပ်ပြီးတော့လုတ်ထားတဲ့အရာကိုကထုံးကိုခေါ်ပါတယ်ဒါကြောင့်လွယ်ကထုံးပွဲတော်လို့ခေါ်ပါတယ် ဒီပွဲတော်ဘာကြောင့်ကျင်းပရလဲဆိုရင်တော့ရေနဲ့သမီးကိုပူဇော်တဲ့ပွဲလို့ပြောပါတယ်။တနှစ်တာအတွင်းရေကိုသုံးခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းနဲ့ရေကိုညဉ့်ဉန်းအောင်လုပ်မိရတဲ့အတွက်ခွင့်လွှတ်ပေးဖို့တောင်းပန်နဲ့ပွဲလို့ပြောပါတယ်။ဒါအပြင်ဒီတနှစ်တာမှာကြုံတွေ့လာတဲ့အဆိုးရအငြင်းတွေအားလုံးကိုဒီမီလီမျောလိုက်ခြင်းအပြင် ွင့်ပြောင်းသွားစေတယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်။တချို့လူတွေကဒီလွယ်ကထုံထဲမှာခြေသေးလက်သေးညက်တယ်၊စပင်းကြီးညက်ပြီးတော့ထည့်ပြီးမျောပါတယ်။ဒီလိုလှုပ်ခြင်းအပြင်ကျန်းမာရေးအညံ့ညက်၊ကံညက်ညက်ပြေပြောက်တယ်လို့ပြောပါတယ်။တချို့လူတွေကပတ်စံလေးတွေထည့်ပြီးတော့မျောတာမျိုးတွေလုပ်ကြပါတယ်။ကျဆက်တဲမှာပဲဒီမီးကိုမျောလိုက်တာနဲ့အတူတူတော့မှလည်း ဒီမျောလိုက်တဲ့လက်ထုံလေးတွေကိုလာပြီးတော့ဆယ်ယူကြတဲ့လူတွေကလည်းရှိနေပါတယ်။အဲ့လိုမျောလာတဲ့လက်ထုံလေးတွေကိုယူရင်ပြီးသွားရင်အဲ့ထဲမှာပါတဲ့ပစံလိုပါလိုကိုရှာပြီးတော့ယူကြရပါတော့နော်။တကယ်လို့အလိုမပါဘူးဆိုလို့ရှိရင်လည်းပြန်မျောလိုက်ပါမယ်။ဒါပေမဲ့မျောတဲ့လူတွေရဲ့အယူဆကတော့သူတို့မျောလိုက်တဲ့လက်ထုံလေးမှာ ထောင်းလိုက်တဲ့ဖျောင်းနိုင်လေသည်သူတို့မျက်စိတစုံထိဒီစီမီလီယာလင်းမြော်ပါသွားတယ်ဆိုလို့ရှိရင်သူတို့အတွက်ကံကောင်းခြင်းတွေလာပြီလို့ယူဆပါတယ်ဒါတော့ဘက်ထုံလေးတွေမှာပါတဲ့ပစံပရှာနေခလေးလေးဖြစ်ပါတယ်ဒီခလေးတယောက်တည်းတွေလက်ကထုံမှာပါတဲ့ပစံကိုရှာမှာမဟုတ်ပါဘူးဝတ်ချမ်းမှာဆိုလို့ရှိရင်လည်းတခြားသော ူဂျိုရွယ်လေးဒီလူလက်ပိုင်းရွယ်လေးရှာနေရလည်းရှိပါတယ်။ခြေကြီးကလည်းတော်တော်တန်နေ။ကျွန်တော်သိရသလောက်ဆိုရင်တော့အရင်နှစ်တွေမှာဒီလိုမျိုးလွယ်ကထုံကိုရှာရင်းနဲ့ရေမျိုးတော့ကလေးလေးရှိနေတယ်။ပြောကြပါမယ်။ရခိုင်လူတွေကအယောင်ပေါင်းလုံးနဲ့ရှိကြတယ် တချို့တွေကကြတော့အလွယ်ကထုံကိုယ်တိုင်လုပ်ကြပါတယ်။တချို့တွေကတော့လုပ်ပြီးသားဝင်ကြပါတယ်။ကျွန်တော်လည်းကတုံမျောတာလေးတွေကိုရက်ပြီးလို့ကမ်းပေါ်ပြန်တက်တော့မယ့်အချိန်မှာပဲလွယ်ကတုံပွဲတော်ကစူရတဲ့လွယ်ကတုံမျိုးမဲဆောက်မြုံမှာရှိတဲ့ ဒီမျိုးတော်ဝင်အစင်းလောက်ရှိတဲ့အရာရှိတွေကလာပြီးတော့ကိုယ်တိုင်မျောကြပါတယ်။သူရဲ့လွယ်ကူမှုကတော့ရိုးရာဆင်ကတိုင်းလုပ်ထားတယ်။တဝါပစ္စည်းနဲ့လုပ်ထားပြီးတော့ကျွဲအားဖြင့်နေပုံမှန်အများကြီးကြီးတယ်နော်။ဒီမျိုးဆောင်မှုကဌာနဆိုင်ရာရရှိတွေကတတော်ဆောင်နေနဲ့လာတယ်ဆိုရင်လည်းဒါပေမဲ့ယူထုံးနဲ့အညီကပ်ပဲရှိရင် သူတို့ရဲ့တက်တော်ဆောင်နေရာလေးလေးစီပါပဲကျွန်တော်တို့ဒီကဖြတ်သွားလို့ရတယ်ဗီဒီယိုရိုက်လို့ရတယ်အဲဘာမှဒါစီရိုင်ဟန်တာရောမရှိဘူးပြီးတော့ကျွန်တော်ဂျမ်မောပြန်တက်ပါမယ်ဂျမ်မောတက်တဲ့အချိန်မှာတော့ဒါလူကတော်တော်လေးပုံများလာပြီပေါ့နော်ဟုတ်လက်ကထုံးလာမျိုးမဲ့လူတွေကတအားအောင်များလာဘူးဒီနေ့မှကျွန်တော်ထူးခြားတာတခုပြောချင်တယ် ထိုင်းလူမျိုးတော်တော်များများကသူတို့ရဲ့ပြက်ကလေးကိုဗုဒ္ဓခွန်းနဲ့နဲ့ပဲတုံးပါတယ်ပြောချင်တာကသူတို့ခေါ်တာတော့ဗုဒ္ဓတက်ကလေးလို့ခေါ်တာပေါ့ဗျာဒါကတော့သူတို့ရှိမှဆိုရင်2568ခုနှစ်ဖြစ်တယ်နောက်ပြီးတော့19လပိုင်းဖြစ်တယ်အင်္ဂလိပ်ပြက်ကြိမ်နဲ့ဆိုရင်တော့2025ခုနှစ်စက်တလပိုင်းဖြစ်ပါတယ် ကျွန်တော်လူရဲများအနေနဲ့စိုက်တဆိုင်ကိုဝင်ကြည့်လိုက်တဲ့အခါတော့ဒီစိုက်တဆိုင်လုံးမှာကြိုက်တဲ့ပစ္စည်းစကူဘတ်တန်ဆိုင်ဖြစ်ပါတယ်။ဘာလို့ရလဲဆိုတော့အဲဒီသုံးဆောင်ပစ္စည်းတော်တော်များများနဲ့အကလေးသုံးဆောင်ပစ္စည်းတော်တော်များများရှာပါတယ်။ကြိုက်တယ်လို့စကူဘတ်ဆိုတော့ဖွဲ့စည်းတစ်ခုလုံးမှာလူစီဆုံးဆိုင်လို့ပြောလို့ရတယ်။ ထူးသဖြင့်ကျွန်တော်တို့မြန်မာလူမျိုးတော်တော်များများကဒီဆိုင်မှာစုပြုံပြီးတော့ဝေချရရပြီးတော့သူတို့ထိုင်းယူရာစားတောက်တွေရောင်းနေဆိုင်ရှိတယ်။နောက်ပြီးတော့ပရည့်တူတွင်ပူဝါပူအလိုပူကောင်ကျော်ရောင်းနေဆိုင်ရရှိတယ်။နောက်ပြီးတော့အုံစိမ့်နေဆိုင်ရှိတယ်။ဒီမှာအုံစိမ့်မျိုးကရေခဲနဲ့တောက်ကြတာပေါ့။ ဒါတော့ဗမာပွဲစဉ်မှာလည်းတွေ့နေတဲ့ဘောလုံးကိုများနဲ့ပြစ်တာလို့လုံးစုကဘူဘောလုံးနဲ့ပြစ်တဲ့ဆိုင်ရှိတယ်။မဟုတ်ဘူးရောကျွန်တော်ကြိုက်တဲ့ဆိုင်ကြီးလည်းရှိသေးတယ်။အဲ့ဒါကတော့ဒီပချီကားလေးရောင်းတဲ့ဆိုင်ပါနော်။ရုပ်ကလေးပချီကားလေးရောင်းတယ်။ဒါပေမဲ့သူ့ဟာကားလာမချေတာဘူး။ဘဝတာစိတ်တိုက်ကားလာချေတာပေါ့လေ။ချီရဲ့ပချီကားလေးတွေကို တ်40နဲ့သူတို့ကရောင်းနေပြီးွားရင်အယောင်ချဲမဲ့ပစ္စည်းတွေခြားပေးကြတယ်ထိုင်းတုံးတွေခြားပေးကြတယ်အဲ့ညာမှာကိုစိတ်ကြံရအောင်ရှယ်ရတော့နောက်တစ်ခုကဆယ်ဘက်ပေးရင်ငားလေးဖြန်းလို့ရတဲ့ဆိုင်လေးငားလေးတွေကိုစက်ကူကြီးလေးနဲ့လုပ်ထားတယ်စက်ဝိုင်းပုံစံအားလေးနဲ့ဖြန်းရတယ်စက်ကူရဲ့ဖြစ်တဲ့တက်ကြသူကရေဆူလာကြရင်တော့ပြဲသွားအောင်ပေါ့ဗျာ ိမ်မှလည်းမိခဲ့တူရဲ့ရှိရဲ့တချို့ဆိုလို့ရှိရင်10ဘတ်နဲ့9သုံးလေးကောင်မိပြီးတော့တချို့ဆိုလို့ရှိရင်တော့တကောင်မှမမိနိုင်ဘူးလည်းရှိဆက်ကူကရင်းနဲ့ထီတော့ပြဲသွားတာပေါ့ဗျာကိုယ်စီတစ်ခုလုံးရှောက်ကြည့်ပြီးတော့ဆိုတော့ကျွန်တော်ပြန်လမ်းမှာတော့ကျွန်တော်ပရိတာပဲဝင်တည်ခဲ့ပါတယ် ပေးတာလည်းကိုလူမဲ့ပစံကိုဝါညက်လေးမှာညက်တယ်ပြီးတော့သူတို့လုပ်ထားတဲ့ကောက်ယူနဲ့လုပ်ထားတဲ့ပရိသတ်ပင်လေးမှာထိုးလိုက်တော့ပြီးတော့ရတော့သူတို့ထိုင်းလို့ဆူတောင်းပေးပါဘောညာဆိုတော့ကျွန်တော်ပြန်ပါမယ်အားလုံးနောက် vlog မှာပြန်ဆုံပါမယ်ကျွန်တော်ကတော့ကိုစီဖြစ်ပါတယ်